အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမကျူတူပါလေကျွန်တော်မနောပေးတယ်မှာဘယ်လုံငဲ့မယ်ဖြစ်ဖြစ်ဘယ်လုံငဲ့မယ်လို့လို့အလုံးနဲ့ပတ်သက်ပြီးပြင်းပမိတ်ဆွေပေါ်များဖို့လွန်ရေးကြီးပါမိတ်မရှိဘဲနဲ့ဘယ်လိုလုံငဲ့မှလှုပ်လို့မအောင်မြင်နိုင်ပါဘူးဒါကြောင့်ဗီဒီယိုပညာရပြင်းပမိတ်ဆွေပေါ်များအောင်အတွင်းမိတ်ဆွေတွေများလာအောင် အစီရင်ရေတရာတွေပြုလို့ရေလကောက်အမိပေးရမှာတော့လကောက်မိနဲ့ပသက်ပြီးအသုံးပြုကြပါလေဥပမာဆိုင်တစ်ခုကိုရှင်းကြည့်လိုက်ရင် မိဘောများတဲ့ဆိုင်က ရောင်းအပ်တာမှာပဲဖြစ်ပါလေမိအားနေတဲ့ဆိုင်ကတော့ရောင်းအပ်နေပါလိမ့်မယ်အဲ့ဒီတော့ဘေးရင်ပညာရ မိတ်ဆွေပေါ်များအောင်ကြံစီကြံစီကြံစားကြတာမမားပါဘူး ရေဘူးရအဖြစ်မိမ့်မီပေးနည်းတွေလေ့လာကြည့်ကြပါသို့အောင်ပါကလဆွေသားတော်ရင်ဒါကပြင်ပမိတ်နဲ့ပတ်သက်တဲ့လင်ကဖြစ်ပါလူတိုင်းလူလူလွတ်လျရကြပါတယ်ဒီနုငနေသားသမီးကိုပြင်ပမိတ်အစအဆုံးမိပေးမယ်ဆိုရင်ကြာတာပြိစား ကြာသာပရိသုတ်မီပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုပဲကြာသာပရိသသမီးကိုပြင်ပမိတ်အစအဆုံးမီပေးမယ်ဆိုရင်ဒနင်္ဂနီအစဒနင်္ဂနီအဆုံးမီပေးရမှာဖြစ်ပါတယ်ဒနင်္လာသားသမီးကိုပြင်ပမိတ်အစအဆုံးမီပေးမယ်ဆိုရင်ဘုဒ္ဓဥစာဘုဒ္ဓဥဆုံးမီပေးရမှာဖြစ်ပါတယ် ဲ့ဒီလိုပဲဗုဒ္ဓဥသသမီးကို ပြင်ပမေးစအဆုံးမိပေးမယ်ဆိုရင်တနင်္လာအစတနင်္လာအဆုံးမိပေးရမှာဖြစ်ပါတယ်အင်္ဂါသာသမီးကိုပြင်ပမေးစအဆုံးမိပေးမယ်ဆိုရင်တောက်ကြအစတောက်ကြအဆုံးမိပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုပဲတောက်ကြသာသမီးကိုပြင်ပမေးစအဆုံးမိပေးမယ်ဆိုရင်အင်္ဂါအစအင်္ဂါအဆုံးမိပေးရမှာဖြစ်ပါတယ် စနေသားသမီးကို ပြင်ပမိတ်အစားဆုံးပြီးပေးမယ်ဆိုရင်ယာဥစယာဥဆုံးပြီးပေးရမှာ ဖြစ်ပါတယ်။အဲ့ဒီလိုပဲယာဥသားသမီးကို ပြင်ပမိတ်အစားဆုံးပြီးပေးမယ်ဆိုရင်စနေစားစနေဆုံးပြီးပေးရမှာဖြစ်ပါတယ်။ပြင်ပမိတ်ဆိုတာကိုယ်နဲ့တခါမှမတည်ဘူးတဲ့မိတ်တွေကို ဆိုလိုပါတယ်။တနည်းအားဖြင့်မိတ်သစ်ဆွေသစ်တွေကို ဆိုလိုပါတယ်။ကဲ အတွေ့မိတ်ဒီအကြောင်းဆက်ကြပါသို့ဘုဒ္ဓစိမ့်မန်းဒန်းလာကိုရှာလင်္ကာကတော့အတွေ့မိတ်နဲ့ပတ်သက်တဲ့လင်္ကာဖြစ်ပါတယ်လူတိုင်းလူလူလွတ်ရကြပါတယ်အတွေ့မိတ်တွေမိပေးမယ်ဆိုရင်တော့ဒုနုငနိသားသမီးကိုအတွေ့မိတ်စာဆုံးမိပေးမယ်ဆိုရင်တောက်ကြစာတောက်ကြဆုံးမိပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုပဲတောက်ကြသားသမီးကို အတွင်းမိတ်အစာဆုံးမိပေးမယ်ဆိုရင် တနင်္ဂနွေစတနင်္ဂနွေဆုံးပြီးပြရမှာဖြစ်ပါတယ်။ဟင်္ဂါသာသမီးကိုတွင်းမိတ်အစာဆုံးပြီးပေးမယ်ဆိုရင်ဂျာသာပရိသာဂျာသာပရိဆုံးပြီးပြရမှာဖြစ်ပါတယ်။ဂျာသာပရိသာသမီးကိုတွင်းမိတ်အစာဆုံးပြီးပေးမယ်ဆိုရင်ဟင်္ဂါသာဟင်္ဂါဆုံးပြီးပြရမှာဖြစ်ပါတယ်။စနေသာသမီးကိုအတွင်းမိတ်အစာဆုံးပြီးပေးမယ်ဆိုရင်ဘုရုဥစ္စာဘုရုဆုံးပြီးပေးရမှာဖြစ်ပါတယ်။ဘုရုသာသမီးကို အတွင်မိတ်စာဆုံးမိပေးမယ်ဆိုရင်စနေစာစနေဆုံးမိပေးရမှာ ဖြစ်ပါတယ်။တနေ့လာသားသမီးကိုအတွင်မိတ်စာဆုံးမိပေးမယ်ဆိုရင်ယာဥစယာဥဆုံးမိပေးရမှာဖြစ်ပါတယ်။ယာဥသားသမီးကိုအတွင်မိတ်စာဆုံးမိပေးမယ်ဆိုရင်တနေ့လာစတနေ့လာဆုံးမိပေးရမှာဖြစ်ပါတယ်။အတွင်မိတ်ဆိုတာကတော့မိမိလုပ်ငန်းအတွက်ရရှိထားတဲ့အတွင်မိတ်တွေနဲ့အဆင်ပြေအောင်အခြားရောက်မသွားအောင်ထိန်းထားတဲ့တတိရှိပါတယ်။ ဒါကဘေးရင်ပညာရဲ့ခြေခံနှစ်သာယာလေးတွေဖြစ်ပါတယ်လက်တွေ့မိပေးရမှာတော့သုံးချလို့ရမရတော့လေဒီခြေခံလေးတွေပိုင်နိုင်မှာဘေးရင်ပညာရဲ့တစ်ခုအနေနဲ့တွေးတဲ့ခေါ်တတ်မှာဖြစ်ပါဘေးရင်ပညာရဲ့ဟာလည်းចောင်းသားလူပါပဲចောင်းသားတွေဟာလက်တွေ့ဘဝဖြတ်တန်းလှုပ်လှုပ်ဆုံးဖြတ်ချက်ချဖို့အတွက်သင်ယူရတာဖြစ်ပါတယ်ကဲနောက်တစ်ပုတ်မှာ မိတ်တွေတဲ့အသိမြင့်နဲ့မိတ်တဲ့တွေကြောင့်ဆက်ကြပါသို့အားလုံးပဲမိတ်ဆွေများရှင်လဲချက်မြကြခင်ဗျာ